အားလုံးမင်္ဂလာပါကျွန်တော် channel ပြည်သက်များနေကောင်းကျက်မှာပါစေအလုတ်ကင်ခွန်းလန်းနေလေရရှိပါဆိုင်ကြပါစေနော်ဒီကနေ့18ရက်နေ့အတွက်ထပ်မံဖိတ်ခေါ်ထားတဲ့ NGO လုတ်ကင်တွေကိုထပ်မံပြီးတော့ဝင်ရောက်ပြီးတော့မှဖြစ်ပါတယ်ဆုံးထိလိုက်ပါပြီးတော့လေလာနားဆင်ဖို့ဖိတ်ခေါ်ပါရစေဒါဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့လေလာကြည့်ရအောင်နော်ပထမဆုံး organization တစ်ခုအနေနဲ့ HI organization က um uh, location အတွက်ကို data entry clerk position ခေါ်ထားတာရှိပါတယ်။လာပြည့်ကျဲ organization ကလည်းရန်ကုန်အတွက် finance officer ဖြစ်ခေါ်ထားတာရှိပါတယ်လို့။နောက်တစ်ဖက်ကတော့အာယုံဦးအဖွဲ့ကကလေးအတွက်ကိုကျွန်တော်တို့ open tender for kit ဆိုတဲ့ကျွန်တော်တို့ tender ခေါ်တဲ့အဲအလုပ်အကန့်ပေါ့နော် tender အဖွဲ့စီအနေနဲ့ tender ရှောက်လို့ရတယ်ဆိုတော့ကျွန်တော်တို့ခွင့်လန်းလေးတစ်ခုအာယုံဦးကနေဒီနေ့ တူတူခြားခြားဖိတ်ခေါ်တာရှိပါတယ်လို့နောက်တစ်ခုကတော့နောက်တစ်ဖွဲ့စီတစ်ခုအနေနဲ့ TFP ရဲ့ဖွဲ့ကလည်းမန္တလေးဒေသအတွက်ကို Senior Project Officer ဖိတ်ခေါ်ထားတာရှိပါတယ်ပြီးတော့ပါရမီပေါ့နော်ပါရမီ University ကကျွန်တော်တို့ဒီမှာလောက်ကိုင်ခွလန်းတစ်ခုအဲဖိတ်ခေါ်ထားတာရှိပါတယ်ရန်ကုန် location တက်ပါပဲပထမဆုံးအဲ position ကတော့ Program Officer တစ်ခုဖြစ်ပါတယ် now position ကတော့ student recruitment and animation officer ဆိုတဲ့ position တစ်ခုကို Paramee University ကဖိတ်ခေါ်ထားတာရှိပါတယ်။ And now အဖွဲ့အစည်းတစ်ခုအနေနဲ့ MSF Holland ကတော့ Wymore Township Kitchens ဒီနယ်တဲ့ဘောနော် Kitchen Project တက်ကိုကျွန်တော်တို့ laboratory ကျွန်တော် technician ဆိုတဲ့ position ခေါ်ထားပါတယ်။နောက်ဖွဲ့စည်းတစ်ခုအနေနဲ့ကျတော့ Paramee University ကပဲရန်ကုန်တက်ကို Finance and operation officer ဆိုတဲ့ position ပြခွန်ထားတာရှိပါတယ်။နောက်တစ်ခုက YCDN အဖွဲ့ကတော့ကျွန်တော်တို့ရန်ကုန်တာမွေအတွက်ကို final officer position ခေါ်ထားပါတယ်။ PUI organization ကလည်းကရင်ပြည်နယ်ဖအန်အတွက်ကိုကျွန်တော် counselor counselor ကျွန်တော်တို့ခေါ်ထားတာရှိပါတယ်။ and BBS organization ကလည်းရန်ကုန်အတွက် program uh, manager ဆိုတဲ့ position ခေါ်ထားတာရှိပါတယ်နောက်တစ်ခုကတော့ organization မပေါ်ပြဘဲနဲ့ mandalay region အတွက်ကိုကျွန်တော်တို့ project officer consultant contract ဆိုတဲ့ position ဖိတ်ခေါ်ထားတာရှိပါတယ်ဒီကနေ့အတွက်နောက်ဆုံးဖွဲ့စည်းတစ်ခုအနေနဲ့ SCI ဆိုတဲ့ organization ကတော့ position တစ်ခုဖိတ်ခေါ်ထားတာရှိပါတယ်ပထမဆုံးအဲတခုကတော့ဗအန်ကရင်ပြည်နယ် location အတွက်ကို project assistant child protection ဆိုတဲ့ position ခေါ်ထားတာရှိပါတယ် နောက်တစ်ခုကတော့ရန်ကုန်တက်ကိုကျွန်တော် internet control and compliant officer ဆိုတဲ့ position တစ်ခုကိုဒီကနေ့ဖိတ်ခေါ်ထားတာတွေ့ပါတယ်လို့ဟုတ်ကဲ့ခုပေါ်ပြပေးထားတဲ့အလောက်ကရင်နဲ့သက်ဆိုင်တဲ့ link တွေကို comment box မှာခြံထားခဲ့ပေးပါမယ်။တွားရောက်ယူနေပြီးတော့လေလာရှောက်ထားလို့ရပါတယ်ဆိုတဲ့အကြောင်းပေါ်ပြလိုပါတယ်။ လဲယူတဲ့ကံမှာလဲစီမံပြေမှုတစုံတရာရှင်းလဲပြန်လဲဆက်သွယ်ပြီးဖို့ဖိတ်ခေါ်ပါရစေ။အလိုအပ်တဲ့ညီကိုတွေတူချင်းပြန်လဲပြေပူပြေလို့လဲရပါတယ်။အလောက်လိုအပ်တဲ့ကျွန်တော်ရဲ့ညီကိုမော်မားတွေအတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးကို share လုပ်ပေးခြင်းအပြင်ချင်းချင်းရင်ပေးကူညီပေးဖို့တောင်းဆိုပါရစေနော်။ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သပေးဖို့အမေပါတယ်နော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။